င်ကတော့အမကလည်းစဉ်းစားတာလေဟိုပမာဆန်ဆန်လေးလည်းဖြစ်နေတယ်။နောက်ပြီးတော့ဟိုကိုယ်လည်းတံမိုးထားပြီးဖွင့်ရတဲ့အတွက်ပြည်သူတွေအတွက်လည်းဒီဟာဟိုဈေးပေါပေါနဲ့ရောင်းတဲ့ဆိုင်တွေအများကြီးမရှိဘူး။ဒါတံမိုးလေးထားပြီးတော့ဟိုလူတွေတံမိုးထားတဲ့အရာရွှေဆိုတော့လေအဲ့လိုမျိုးလေးနာမည်လေးနဲ့ရွှေမြန်မာတွေအတွက်ရွှေဆိုရက်ဒိတ်ပင်နဲ့ဖွင့်တာပါ။ဟိုဖွင့်ပြတဲ့အကြောင်းရင်းကတော့အမကအမျိုးသားရဲ့ idea အထက်ကပေါ့နော်။သူကပရာဟိတလည်းလှုပ်ချင်တယ်။နောက်အခြေခံလူငန်းစားတွေအတွက်အခုထမင်းစားရတာ လမ်းဟိုမှာပေါ့နော်နေ့တနေ့တနေ့လူတွေကထမင်းစားလို့မှမရတာထမင်းစားလို့ရှင်ဒီဟိုပတ်စံအများကြီးပေးပြီးတော့အချိန်ကငွေစားရအဆင်မပြေနေအောင်တွေ့ရတဲ့အတွက်အမားတို့ကဒါအမျက်လည်းအများကြီးမကြက်ပါဘူးဟို မနေရောက်ရမှာပါဒါတော့မှဒါမဖြစ်နိုင်တဲ့ဈေးနဲ့လည်းရောက်လာပါအဲ့တော့ဟိုပတ်စံ900လေးရှိုံနဲ့ခမင်းတပွဲစားရမယ်ဟင်းပါမယ်အသားဟင်းလည်းပါမယ်အေးတောက်လည်းပါမယ်ငပိဘမလူမျိုးချိန်တဲ့ငပိတို့စီရလည်းပါမယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်အောင်ဒါအမားတို့ကျွမ်းကျင်တဲ့နယ်ပယ်လည်းမဟုတ်ပါဘူးအမားတို့ဒီအကုန်လုံးကဒါအနုပညာလည်းလုပ်ခဲ့တာတခြားစီးပွားရေးပဲလုပ်တာဒီစားတောက်နဲ့ပတ်သက်တဲ့စီးပွားရေးဆိုတာမလုပ်လည်းမလုပ်ဘူးပါဘူးဒါပေမဲ့အဓိကစိတ်အရင်ခံရတော့ပရဟိတမျိုးလုပ်ချင်တဲ့အတွက်ကြောင့်မလို့ဒီဆိုင်လေးကိုဖွင့်ပြတာပါကျွန်တော်ဒီမှာစီးပွားရေးကြီးကြည်နေတယ် အကြီးကငန်းစားတွေတို့စာဝင်းတွေချက်တဲနေတဲ့အချိန်မှာဒီလိုဆိုင်လေးတွေဖွင့်တာဒါမြင်မြောင်မြင့်မြတ်တယ်မွန်မြတ်တယ်လို့ကျွန်တော်ပြောနေတာဒါကုသိုလ်လည်းရတယ်အဲ့တော့ဒီဆိုင်ဖွင့်ဖို့အတွက်မင်းရကျွန်တော်ရှိကိုလာလာတွေ့တယ်လာတွေ့တော့ကျွန်တော်အကြံပေးလိုက်တယ်အဲဒီနေ့ကျွန်တော်ဒီအနည်းတဝိုက်မှာမျိုးတိတ်အယူနေတဲ့လှုပ်လိုက်ရင်တင့်တော်မယ်ဆိုတော့အခုဒီနေ့တနေကုန်မနေ့ကောညနေရောဒီသမင်းစားချိန်ဒီမှာ မလာရောက်စားတော့တဲ့သူတွေကိုအထူးဒါနတုတ်လိမ့်မယ်။ဒါကမိဘတိတ်အထူးပေါ့ဗျ။ ့ဒီဆိုင်မျိုးကိုဒီလိုလူနေထူထက်တဲ့အချိန်ကလူန်းစားတွေအများဆုံးလာနိုင်တဲ့ဒီလိုလူနေထူထက်တဲ့မြို့နယ်တွေမှာထပ်ဖွဲ့မှုအစီအစဉ်ရှိပါတယ်။အခုဒါပထမဆုံးအမရွေခြေလမ်းပေါ့နော်။ဒါအောင်မြင်ခဲ့ရင်ဟိုပြည်သူတွေရဲ့အားပေးတဲ့လက်ခံတဲ့အောင်မြင်တဲ့ဆိုလို့ရှိရင်အမရွေတခြားမြို့နယ်တွေမှာလည်းဖွဲ့မှုအစီအကူရှိပါတယ်။